အတန်အနည်းဆိုရင်ရလောက်တဲ့အထိကျမ်းမာရေးပြင်ထန်နေရဲ့မင်းသမီးကြီးထက်ထက်မဟုတ်ဘူးပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမစ်စနွန်ကနေပြလဲကြိုဆိုလိုက်ပါတယ်ကြောင်ညာမင်းသမီးတွေတဲမှာပြောမစုံတဲ့အထိနာမည်ကြီးခဲ့တဲ့မင်းသမီးကြီးထက်ထက်မဟုတ်ဘူးကတော့အခုချိန်မှာသူမရဲ့အသက်ကိုလူနေရပြီပဲဖြစ်ပါတယ်နာမည်ကျော်တယောက်ဖြစ်တဲ့ဒီအောင်မြင်လာတဲ့သူမရဲ့ဘဝဟာအများထင်ထားသလိုတာယာလှပတဲ့ဘဝတော့မဟုတ်ခဲ့ပါဘူး အနုပညာရှင်ဖြစ်ဖို့အတွက်အရေးဆုံးခဲ့ရပြီးတော့အဝေဖန်မှုတွေများစွာကြားမှာယနေ့ထိကြံ့ကြံ့ခံနိုင်ခဲ့ရဝဲဖြစ်ပါတယ်။မြန်မာပြည်ရဲ့အနုပညာလောကကိုပွင့်လင်းအောင်လှုပ်လာပေးတဲ့သူတွေထဲမှာပါဝင်တဲ့အနုပညာရှင်တယောက်ဖြစ်ပြီးတော့အချိန်ရင်းမှလည်းစမ်းပွင့်လွန်တဲ့သူဖြစ်ပါတယ်။သူမရဲ့အောင်မြင်စားချိန်မှာမင်းသားမင်းဦးနဲ့ကောလာဟလသတင်းတွေထွက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။မင်းသားမင်းဦးကလည်းရခင်ကပြိုတိုင်းကြိုက်တဲ့သူတယောက်ဖြစ်ခဲ့ပြီးတော့ထိတ်တန့်မင်းသားတွေနည်းတူအောင်မြင်မှုတွေရရှိခဲ့တဲ့သူပါ မင်းသားမယူနဲ့လိုင်ဖက်ညီလုံးလာတဲ့တရုတ်ဆောင်မှုတွေရှိခဲ့ပြီးတော့လက်ထပ်ဖို့တိတရင်တွေထွက်ခဲ့ကြတဲ့သူတို့နှစ်ဦးဟာတကယ်လက်တွေမှာတော့မနှီးဆက်ခဲ့ကြပါဘူးမင်းသားမယူနဲ့ကံမဆက်တော့တဲ့ချိန်မှာစိုင်းလွှမ်းနဲ့လက်ထပ်ခဲ့ပြီးတော့တမီးလေးစင်လုံးတွေထက်ကိုမွေးဖွားခဲ့ရဖြစ်ပါတယ်စင်လုံးတွေထက်မွေးဖွားတဲ့ချိန်မှာတာယာနဲ့အိမ်ထောင်ကြီးကိုရရှိခဲ့ပြီးတော့မိသားစုလိုက်အောင်မြင်မှုတွေကိုရရှိနေခဲ့ပါသေးတယ် မင်းသမီးထထမိုးကတချိန်ကအနုပညာကျင်းမြင့်ပြီးတော့မင်းသမီးတယောက်ဖြစ်ခဲ့ပေမဲ့ကြီးမားတဲ့ပိုင်ဆိုင်မှုတွေရှိပြီးတော့သူမရဲ့အတုံးဆောင်ပစ္စည်းတွေဟာအရင်အချိန်ကလေးကထရန့်ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးကြော်ကြားမှုတွေနဲ့အောင်မြင်ခဲ့တဲ့မင်းသမီးထထမိုးဟာအခုနောက်ပိုင်းမှာတော့ကျန်းမာရေးတွေချူချလာခဲ့ရဖြစ်ပါတယ်။ ကိုဗစ်ကာလမှာဆေးကြိုနဲ့သွေးတိုးရောဂါတွေရရှိခဲ့ပြီးတော့အိမ်ရဲကနေမထနိုင်တဲ့အထိအခြေအနေဆိုးရွားခဲ့တာဖြစ်ပါတယ်။အွန်လိုင်းမှာလိုက်ဆေးလွှင့်ရင်းနဲ့ဘယင်မဖြစ်အောင်အောင်မြင်မှုတွေကိုရရှိနေခဲ့တဲ့အခါမှာလည်းကျန်းမာရေးမကောင်းခဲ့ပါဘူး။အဲ့ဒီအချိန်မှာလည်းအိမ်ရဲလဲခဲ့ပြီးတော့အိမ်ရဲကနေပဲလိုက်လွှင့်ခဲ့ရတဲ့အချိန်တွေတောင်ရှိခဲ့ရပါ။တမီလေးတယောက်ကိုမွေးထားပေမဲ့လည်းအမကူရတဲ့ပုံစံဖြစ်နေခဲ့ရပါ။စလုံးနေတဲ့ဟာအမေဖြစ်သူပေါ်မှာခင်တွယ်မှုမရှိပဲသူမရဲ့အလုပ်တွေနဲ့ပဲရှုပ်ထွေးနေခဲ့တာဖြစ်ပါတယ် ဖခင်ဖြစ်သူရဲ့နောက်အိမ်ထောင်ရေးနဲ့လည်းအဆင်ပြေလုံးပေမဲ့အမေဖြစ်သူကိုတယောက်သေးပဲထားတာဖြစ်ပါတယ်။အခုတခါမှာတော့မင်းသမီးထက်တတ်မှုကကြောက်ကက်ယောဂကြောင့်ဆေးရုံကိုအသေးတံတက်နေခဲ့ရပြီဖြစ်ပါတယ်။ကြောက်ကက်ယောဂကယောဂတွေထဲမှာခံရအခက်ဆုံးယောဂဖြစ်ပြီးတော့ ကြောက်ကဲ့စီပြီးသွားရင်အဆုံးအသတ်မရှိအပတ်တိုင်းလားတိုင်းမှာဈေးရုံနဲ့ဈေးကန်းကိုအမြင့်မပြတ်သွားနေရမှာဖြစ်ပါတယ်။ဒီအတွက်ကြောင့်အတော်လေးလေးအကုန်ကြာများတဲ့ယောဂါတစ်ခုဖြစ်ပါတယ်။အခုတစ်ခါမှတော့တထမဟုဟာကြောက်ကဲ့ရောင်တဲ့ယောဂါကြောင့်တောင်ကြီးမှာဈေးရုံတက်နေရတာဖြစ်ပါတယ်။အချိန်နဲ့အတော်လေးပြင်းထန်နေရလည်းဖြစ်ပါတယ်။ဒီမတစ်ယောက်တည်းတက်နေရတာဖြစ်တဲ့အတွက်အားငယ်စိတ်တွေလည်းဝင်နေတာကြောင့်ပြိတ္တတွေကတော့စိုးရိမ်နေကြတာဖြစ်ပါတယ်။ ငလင်ဘေးမှာလည်းအုပ်ပြိုကျမှုတွေကြောင့်လက်စစ်ရိုးပြုတ်သွားခဲ့မှုတဲ့မင်းသမီးထထမို့ဟာသူမရဲ့ပိုင်ဆိုင်မှုတွေကတော့စေကုသရင်နဲ့ကုံဆုံးနေရဖြစ်ပါတယ်။ဒါတွေကပဲရေတံတော်ပြီးတော့ဟာတာအနေနဲ့ပြောပြခဲ့မှုတာပါ။အခုချိန်မှာတော့မိသားစုရဲ့ထွေးပေးမှုလည်းမရပဲတနရက်ချားမှာကြောက်ကက်ယောဂနဲ့ဆေးရုံပေါ်မှာအသက်လွနေရတဲ့မင်းသမီးထထမို့နဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းဝေမျှခဲ့ပါအောင်ရှင်။အဆုံးထိကြိုးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။